ပြီးခဲ့မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာလိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်တွေကိုလုံခြုံရေးနဲ့အခွန်ငွေအတွက်အရေးယူဖို့လိုအပ်တယ်လို့စေကောင်းဆောင်မင်းအောင်လိုင်းကပြောပြီးတဲ့နောက်တနင်္သာရီတိုင်းမှာတရားမဝင်လိုင်စင်မဲ့ယာဉ်တွေကိုစစ်ဆေးဖမ်းဆီးတာတွေဆက်တိုက်ဆိုသလိုရှိလာပါတယ်။တနင်္သာရီတိုင်းထဲကမြို့နယ်အများစုမှာအခုလိုစစ်ဆေးဖမ်းဆီးနေတာဖြစ်ပေမဲ့မင်းမြို့မှာကတော့နေအိမ်တွေထဲထိဝင်ရောက်စစ်ဆေးဖမ်းဆီးနေတာဖြစ်တယ်လို့မြို့ခံတွေကဆိုပါတယ်။ အခုလအစကတည်းကနေမြို့ရဲ့အဓိကလမ်းစုံနေရာတွေမှာစစ်ဆေးဖမ်းဆီးနေသလိုဒရင်ပေးတွေရဲ့တန်ကြားချက်တွေအရာလဲနေအိမ်တွေမှာပါဝင်ရောက်စစ်ဆေးဖမ်းဆီးနေတာဖြစ်တယ်လို့သိရပါတယ်။ဒီအခြေအနေတွေကို မြို့မြခန့်အမျိုးသားတူကတော့အခုလိုရှင်းပြပါတယ်။အာဟောဒီကျွန်တော်တို့ဒီဘိတ်ရဲ့လက်ရှိနေထားတော့အဓိကကားပဲဖမ်းတာကားဝတ်တာဒီပေါ့အဲဒီကတော့ကားတွေဖမ်း ကားတွေကိုရက်ွက်တဲ့သူကိုလှည့်ပြီးခံရလို့ရှိတယ်။အဲရက်ွက်ထဲမှာတော့အရှိရရဲကားပါတယ်ပြီးရက်ကားတစ်စီးပါတယ်ဒါမှထဲမှာရဲတွေပေါ့ဒီနောက်မှာအင်ဖော်မာတယောက်ပါတယ်အဆိုင်ကလည်းအဲပြီးတော့အင်ဖော်မာတယောက်တော့အငြင်းန်းတော့ကိုရက်ွက်ထဲလို့လဲ့နေတယ်ပေါ့အဲအဲ့လိုမျိုးတော့ရှိတယ်အဲပြီးတော့ဒီနေ့ရက်ွက်ထဲလဲလိုက်တယ်နောက်နေ့ဆိုရင်ဝင်ဆွဲတယ်အဲဝင်ကုတ်တယ်အဲကျွန်တော်အပီမိတ်ဆွေတွေထဲမှာတော့ တော်များအဲ့ကောင်းမစည်းရဲနဲ့အိမ်မှာထိုင်းနေတာမှာအဖေမရဲ့ပတိပေးခြင်းနဲ့ဝင်ကုတ်တဲ့ဟာလေအများကြီးပဲအာဖုန်းချောင်းလေးမှာထားတယ်မလို့ချုံတော့ကိုကကားအယောင်းဝယ်လုပ်တဲ့နေရာတွေနဲ့ဆိုင်ကယ်ရှိုးရူးတွေကိုဝင်ရောက်စစ်ဆေးတာတွေလည်းရှိနေပြီးဆိုင်တွေအနည်းနဲ့တတိထားရောင်းဝယ်နေကြရတာဖြစ်တယ်လို့လည်းသိရပါတယ်ဖန်စီခံရသူတွေကိုမြင်းမြို့ရဲစခန်းကိုကနအူးဖမ်းခေါ်သွားပြီး ကားအသိန်းခံရတဲ့အပြင်အနည်းဆုံးထောင်ဒဏ်တစ်လနဲ့ဒဏ်ငွေ၅သိန်းပေးဆောင်ရတယ်လို့လည်းအဖမ်းခံရသူတွေနဲ့နှိစက်သူတွေရဲ့ပြောပြချက်အရာသိရပါဗျ။အခုလိုဖမ်းဆီးနေတာကြောင့်မင်းမျိုးမှာလူအသွာလာနေသွားတယ်လို့လည်းမြို့ခံတွေကဆိုပါတယ်။လမ်းမဆိုဆိုင်ကဆောလာလာမရှိဘူး။ဟောကြောက်ပူကြောက်ချူပြီးရောဆိုလမ်းမလူလာမရှိဘူး။အဲ့လိုပြန်ရမယ်။ပြန်ပစ္စည်းတွေရောက်ရတယ်လူတွေဆိုတော့အနေနဲ့ ကိုမလို့အဘက်ပြင်မထွက်ချင်ဘူးစက္ကန်ဝေးတော့ပြောတော့ဘယ်တော့ license စက္ကန်တွေဝေးတော့စက္ကန်ပုံပြောရတယ်တော်တော်ပြင်းပြောင်းမထွက်နိုင်ဘူး call တွေဆိုလည်းလာမလို့ရှိရမရှိရေစော call တွေရှုပ်ရှိခံရတယ်အခုကောက်နေတာလေဒါအဲ့လိုပြောင်းမယ်စက္ကန်ဝေးတာလည်းဆိုလည်းမရှိဘူးစက္ကန်ဝေးတာတော့ပုံပြောင်းလားစက္ကန်ကတော့ကြောက်ပူကြောက်ချူပြီးပြီဆိုတော့လာမလို့လို့ရှိပြောင်း